တူဒီဝါဒနာရှင်မိတ်ဆွေများအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ယခုပြပေးမယ်ဟုတ်ပါတော့ကျွန်တော်တို့တရက်ထဲမှာတရက်ထဲမှာကနန်းတလုံးနဲ့ကို၃ချိန်ကြာတာ ਨੇ ကျွန်တော်တို့သူ့ရဲ့နှက်ခတ်သူ့ရဲ့နှက်ခတ်ကိုယူပြီးလေးလုံးခွေနောက်တစ်ပတ်မှာထွက်တဲ့ဖော်မြူလာလေးတစ်ချက်ပြသပြီးတော့ဖြစ်ပါတယ်ဒါလူကြီးများအလုံးလဲတစ်ချက်တော့လိုက်လံကြည့်ရှုစစ်ဆေးကြည့်ပါဦးကြိုင်နေတန်ယူသုံးပါ ုတ်ကဲ့မကြိုက်ရင်တော့ယူမသုံးပါနဲ့ခင်ဗျဒါကျွန်တော်ရဲ့ရှာဖွေထားတဲ့လေးလုံးခွေကပ်ပေါ့နော်အဲဒီလုံးခွေကပ်ကတပတ်အတွင်းမှာမထွက်မရှိလေးလုံးခွေပြက်ပြဲမရှိသေးဘူးအိုက်ခွန်လေးကိုကျွန်တော်ခြောက်တော့ခြောက်ပြပေးသွားမှာဖြစ်ပါတယ်တစ်ချက်တော့ကြည့်လိုက်အောင်နော်ဒါကျွန်တော်တို့ဒီဘက်ကနေစာကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမှာတရက်ထက်နဲ့ကဏ္ဍတစ်လုံးကို၃ချိန်ကြာ၃ချိန်ကြာပြီဆိုတော့ကျွန်တော်နှစ် နှစ်ရက်နှစ်ခတ်လေးခွင့်ရက်နှစ်ခတ်သုံးရက်နှစ်လေးခွင့်သုံးရက်ပါတော့အပူပါအခွေရကျွန်တော်နောက်တစ်ပတ်မှာဆင်းပြရမယ်ဆိုတော့ကျွန်တော်ဒီမှာလေးဘူးဆိုပြီးတော့နှစ်ခွင့်လေးသုံးရက်အပူပါအခွေလေးဘူးဆိုပြီးတော့ဆင်းပြခဲ့တယ်ဟုတ်ကဲ့ကျွန်တော်ဆက်ပြီးတော့သူခဏတလုံးတရက်ထဲမှာ၃ချိန်ကြာတာရှိတယ်ပေါ့နော်ရှိလိုက်တော့ကျွန်တော်တို့ဒီမှာလေးလေးရက်နှစ်ခတ်နှစ်၆ရက်နှစ်ခတ်ကိုလေးနှစ်၆ကိုပါတော့အပူပါအခွေရနောက်တစ်ပတ်မှာကြာတာလေးမကြော်ထွက်ပြီးတယ်ပေါ့နော်ကြာတာလေးမကြော်ထွက်ပြီးတယ်ဆိုတော့ လေးနဲ့6ကိုအပူပါအခွေဆိုတော့ကျွန်တော်ဒီမှာလေးလေးဆိုပြီးတော့ထွက်ပေးတယ်ပေါ့နော်ထွက်ပေးခဲ့တယ်ပေါ့ဆိုတော့ကျွန်တော်နောက်ထပ်တရက်ထဲမှာကနန်းတလုံးကို၃ချိန်ကြာတာ၃ချိန်ကြာတာဖြစ်တဲ့အတွက်ကျွန်တော်တို့၄ရက်နှစ်ခတ်နှစ်၈ရက်နှစ်ခတ်၄လေးနှစ်၈တပါတော့အပူပါအခွေရကျွန်တော်တို့နောက်တစ်ပတ်ကြာတာလေးမကြုံပါကျွန်တော်တို့ချပေးခဲ့တယ်ပေါ့နော်နှစ်တည့်ဆိုပြီးတော့ချပေးခဲ့တယ် အဲ့ဒါမှကျွန်တော်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတခါကျွန်တော်တို့ဒီမှာကနန်းတစ်လုံးတရက်ထဲမှာ၃ချိန်ကြာတယ်၃ချိန်ကြာပြီဆိုတော့ကျွန်တော်တို့ဒီမှာ6ရက်နှက်ခတ်9 8ရက်နှက်ခတ်1 6 9 8 1ပါတော့ဥပါခွေမှာ6 8ဆိုပြီးတော့ကျွန်တော်ဆင်းပေးကြတယ်ပေါ့နော်မဆင်းပေးကြတယ်ဟုတ်ပြီအဲ့လိုဆိုတော့ကျွန်တော်ဆက်ကြည့်မယ်ဆက်ကြည့်တော့ဒီမှာကနန်းတစ်လုံးတရက်ထဲမှာ၃ချိန်ကြာတယ်၃ချိန်ကြာပြီဆိုတော့ကျွန်တော်တို့သူ့ရဲ့နှက်ခတ် တို့ထွက်ထားတဲ့ကနန်းရဲ့နက်ခတ်ကိုယူမှာဖြစ်တဲ့အတွက်တည့်ရဲ့နက်ခတ်ရှစ်နှစ်ရဲ့နက်ခတ်လေးတရှစ်နှစ်လေးပါတော့ဥပါခွေတခွေရတယ်ပေါ့နော်တရှစ်နှစ်လေးပါတော့ဥပါခွေဆိုပြီးတော့ဒီမှာရှစ်တဆိုပြီးတော့အဲတော့ထွက်ခဲ့တယ်ပေါ့နော်ရှစ်တဆိုပြီးလိုက်ခဲ့တယ်အဲ့တော့ဒီဘက်ထက်မှာနှစ်ခွေရတာဗျနှစ်ခွေရတာဖြစ်တဲ့အတွက်ဒီမှာတုံညာတနေကုန်တရထဲမှာကနတလုံးကိုတုံးချိန်ဆင်းတယ်တုံးချိန်ဆင်းတာဖြစ်တဲ့အတွက်သူတို့ကနန်းရဲ့နက်ခတ်ခွေမှာဖြစ်တယ်ပေါ့နော်အဲ့မှာကျွန်တော်တုံညာရဲ့နက်ခတ် ခွင်း300ခန့်အာ300ခွင်း35အပူပါအခွေးဆိုပြီးကျွန်တော်တို့ဒီမှာနှစ်ခွေးပေါ့ပြီးခဲ့တဲ့ဘက်ကနှစ်ခွေးလုံးကိုဒီမှာနှစ်ခွေးလုံးကိုအောင်ခဲ့တယ်ပေါ့နော်အဲ့လိုအောင်ခဲ့တဲ့ဆိုတော့ကျွန်တော်တို့ဒီမှာထပ်ပြီးတော့ကဏ္ဍတလုံးကိုတရက်ထဲမှာ၃ချိန်ကြ၃ချိန်ကြပြီဆိုတာနဲ့ကျွန်တော်တို့သူတို့သူတို့ရဲ့နှက်ခတ်ကိုယူမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့နှက်ခတ်6လေးရဲ့နှက်ခတ်နဲ့ကိုယ့်6လေးနဲ့အပူပါအခွေးနောက်တစ်ဘက်မှာကျွန်တော်တို့ထွက်ခဲ့တယ်ပေါ့နော်ဒီဒီတစ်ဘက်က အခွေရဒီတစ်ပတ်မှာကျွန်တော်တို့ကြာသာလေးနေညနေမှာ26ဆိုပြီးတော့96လေးနှစ်ပါတော့ဥပါခွေ26ဆိုပြီးတော့ရိုက်ခဲ့တယ်ပေါ့နော်အဲ့ဆိုကျွန်တော်စိုက်ကြည့်မယ်ဆိုတော့ဒီမှာတစ်ရက်ထဲမှာကဏ္ဍတလုံးကိုသုံးချိန်ကြာတယ်သုံးချိန်ကြာတာဖြစ်တော့သူတို့ကဏ္ဍရဲ့နှက်ခတ်ကိုယူมาဖြစ်တဲ့အတွက်ခွင်းရဲ့နှက်ခတ်3ည3ရဲ့နှက်ခတ်5ခွင်း3ည3ပါဥပါခွေကျွန်တော်နောက်တစ်ပတ်မှာခွင်း3ဆိုပြီးတော့ကျွန်တော်ရိုက်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုတော့ကျွန်တော်စိုက်ကြည့်မယ်ပေါ့ ဒီမှာကျွန်တော်တို့တရက်ထဲမှာကဏ္ဍတစ်လုံးကိုသုံးချိန်ကြာသုံးချိန်ကြာတာဖြစ်တဲ့အတွက်သူတို့ကဏ္ဍရဲ့နှက်ခတ်ခွင်းရဲ့နှက်ခတ်တောင်ညာလေးရဲ့နှက်ခတ်နှစ်ခွင်းတောင်ညာလေးနှစ်ပါတော့အပူပါခွေခွင်းတောင်ညာလေးနှစ်ပါတော့အပူပါခွေနှစ်ချိန်တော့ကျွန်တော်တို့ဒီမှာဆင့်ပေးခဲ့တယ်ပေါ့နော်နှစ်ချိန်တော့ဆင့်ပေးခဲ့ပါတယ်နှစ်ကြိမ်တောင်ဆင့်ပေးခဲ့တာဖြစ်ပါတယ်။ဒါမျိုးစီလိုကြံ့ကြံ့တန်ယူတော့မှာเนาะ။ကျွန်တော်တို့ဒါပြပေးတာဖြစ်ပါတယ်။20၊3ညာလေးနှစ်ကြိမ် ဆင်းပြီးကြတယ်ပေါ့နော်အဲ့မှာတခါကျွန်တော်တို့ထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဒီမှာကနန်းတလုံးတရထဲမှာ၃ချိန်ကြာတယ်၃ချိန်ကြာပြီဆိုတော့သူတို့သူတို့ရဲ့နှက်ခတ်ကိုခွေမှာဖြစ်တယ်ပေါ့နော်ခွေမှာဖြစ်တဲ့အတွက်၄ရက်နှက်ခတ်နဲ့၃ညနှက်ခတ်ခွန်၄နှစ်၃ညခွန်ပါတော့အပူပါခွေ၄နှစ်၃ညခွန်ပါတော့အပူပါခွေဒီမှာခွန်လေးဆိုပြီးတော့တစ်ချိန်ဆင်းပြီးကြတယ်ပေါ့နော်ဒါနောက်တစ်ပတ်သူ့ဒီဘက်ရဲ့နောက်ဘက်မှာပဲဆင်းတာများတယ်ပေါ့နော်ဟိုကြာတာလေးမကျော်ဘူးခင်ဗျကြာတာလေးမကျော်ပဲဆင်းတာများတယ်အာဒီမှာလည်းအလိုပဲခင်ဗျခဏတလုံးကို ကလန်းတလုံးကိုဒီမှာတည့်ရက်ထဲမှာ၃ချိန်ဆင်းတယ်တည့်ရက်နှစ်ခါ၈၈ရက်နှစ်ခါကလည်းတစ်ဖြစ်တဲ့အတွက်တစ်ရှစ်ရှစ်တည်းကကျွန်တော်တို့နောက်တစ်ပတ်မှာပြန်ဆင်းပြီးတယ်ပေါ့နော်အဲ့လိုဆင်းပြီးခဲ့တယ်တကယ်လို့ဒီလိုနှစ်ခတ်နဲ့တည့်ရက်ထဲမှာကလန်း၃ချိန်ကြာတယ်ဆိုရင်တော့ကျွန်တော်ကပါဝါကိုပြောင်းယူတာလဲကြာတယ်ပေါ့နော်တည့်ရက်ပါဝါ6 8ရဲ့ပါဝါ3 16 83ဦးပါခွေးဆိုပြီးတော့လဲအဲ့ဘက်ကပါဝါယူပြီး3မယ်ဆိုလဲအဲ့ခွေးကထွက်တယ်ပေါ့နော် ဒါကျွန်တော်နက်ခတ်ပဲယူတာတော့မှနက်ခတ်တက်ရှစ်ဆိုပြီးပြန်ရိုက်ပေးတဲ့ဖြစ်တဲ့အတွက်နက်ခတ်ကိုပဲကျွန်တော်ကပူဦးစားပေးတာပါနော်ကျွန်တော်တို့အခုလာမဲ့3လပိုင်း17လပိုင်း3ရက်နေရနေပြီးတော့2025 17လပိုင်း3ရက်နေရနေ2025 17လပိုင်း9ရက်နေအထိမှာကျွန်တော်တို့ကြာတာလေးမကြော်ပါနော်ဒီမှာကနန်းတလုံးကိုတရထဲမှာ၃ချိန်ကြာသွားပြီကြာသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တို့ရဲ့နက်ခတ်တို့ရဲ့နက်ခတ်ကိုခွေမှာဖြစ်တဲ့အတွက် နှစ်ရနှစ်ခက်က၄၊သုံးရနှစ်ခက်က9၊၄၃ညခွန်အပုပအခွေတော့ဒီဒီတစ်ပတ်ထဲမှာလာမဲ့အပတ်ဆက်လာပိုင်း၃ရနေ့ရနေ့ဆက်တက်လာပိုင်း9ရနေ့အထိပါအကြိမ်ဆင်းပြန်မှာဖြစ်ပါတယ်ဒါမိတ်ဆွေတို့ကြက်ညက်တက်တယ်ဆိုရင်တော့ရိုးသုံးပေါ့နော်ဒါကျွန်တော်ရှာတွေ့ထားတဲ့အပင်ရည်လေးဖြစ်တယ်ပေါ့နော်ပင်ရည်လေးဖြစ်တယ်ဒါအပင်ရည်အနေနဲ့ကတော့တွက်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာတပင်၊နှစ်ပင်၊သုံးပင် 4ပင်5ပင်6ပင်9ပင်ဒါ10ပင်9ပင်10ပင်ဒါအပင်17ပင်မြောက်ပေါ့နော်17ပင်မြောက်မှာကျွန်တော်တို့ဒါရှားတွေ့ရသလောက်ကတော့ကနန်းတလုံးကိုတရထဲမှာ3ချိန်ဆင်းခဲ့ရင်ရလာတဲ့အခွေပေါ့နော်လေးလုံးခွေဖြစ်တယ်အဲဒီလေးလုံးခွေကိုဒါမိတ်ဆွေတို့အနေနဲ့ချက်ညက်တတ်တယ်ဆိုယူတော့မှကျွန်တော် short video မှာလည်းကျွန်တော် တင်ပေးထားပါတယ်ခင်ဗျာနှစ်ခွန်၃ညာလေးဘုရားခွေကျွန်တော်တို့ဒါ၃လပိုင်း၁၇ရက်နေ့၁၇လပိုင်း၃ရက်နေ့ညာ၁၇လပိုင်း၇ရက်နေ့အထိနှစ်ခွန်၃ညာလေးဘုရားခွေကဇာတာဘေးမကျော်ဆင်းပြရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာစီလိုက်တော့နှစ်ခွန်၂၀လေး80ခွန်လေး၃ညာလေးနှစ်နှစ်ခွန်ခွန်၃ညာ၃ညာလေးလေးပေါ့နော်အားလေးကိုကျွန်တော်တို့ယူပြီးတော့ကစားမယ်ဆိုရင်ပေါက်သီးတစ်ချိန်သာရရှိမှာဖြစ်ပါတယ်။ဒါမိတ်ဆွေများအားလုံးလည်း ယူသုံးကြပါလို့ကြံ့ယူသုံးကြပါအဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေး share လေးနဲ့အားပေးကြပါဦးလို့ကံကောင်းကြပါစေဗျာ good luck ပါ bye bye